စိတ်အခြေအနေတွေကိုဆိုရဆုံးမျက်စိနာနာလျာကိုစိတ်ဆိုတဲ့အတွင်းအစတ္တိကာယနာ၆ပါးအစင်းအတန်အနတ်အရတာအထိအတွေ့စိတ်ကူအယုံလို့ဆိုရဲဒီအပြင်ဘာဟိရနာ၆ပါးအတွင်းနဲ့အပြင်ဆက်တွယ်လိုက်တဲ့အခါမှာအတိစိတ်ဆိုရဲဝိညာဉ်၆ပါးဖြစ်ပေါ်လာတဲ့အတိစိတ်အတိစိတ်ဖြစ်ပေါ်လာတဲ့အခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဖတ်တာဆိုတာ၆ခုအဲ့ဒါနဲ့ပတ်သက်ပြီးတော့ ဝေဒနာကိုတခြားနေရာမှာတော့6မျိုးခွဲဟောပြီမယ်လို့ဒီနေရာမှာတော့မြတ်စွာဘုရားကဝေဒနာ3မျိုးလို့ပဲဟောလိုက်တယ်။ဝေဒနာ3မျိုးဆိုတာသောမနတရယ်၊ဒေါမနတရယ်၊ဥပေက္ခရယ်လို့။ဟော။ဒီအာယုံ6မျိုးနဲ့ဝေဒနာ3မျိုးမြောက်ပြီးတော့စိတ်ရဲ့ကြံတွေးတဲ့အခါမှာဝန္တာမှုနဲ့ကြံတွေးတာရှိတယ်၊ဝန်နေမှုနဲ့ကြံတွေးတာရှိတယ်၊ဝန္တာမှုဝန်နေမှုမထင်ရှားတဲ့ကြံတွေးမှုရှိတယ်၊ခံစားမှုရှိတယ်ဆိုပြီးတော့မနောပါဝိဇ္ဇာက16ခုဒီလိုဟောထားတယ်။ပြီးတဲ့အခါကျတော့မှအဲ့ဒီမှာဒီဝေဒနာ3မျိုးဟာ ဒီအချင်းလေးအမိပြုတာနှစ်မျိုးကွဲပြားခြားနာပြီးတော့လာတယ်။သောမနတဝန္တာလဲဆိုတော့ဘာလို့ဝန္တာတာလဲ။ဘာကိုအမိပြုပြီးဝန္တာတာတော့ဟောကာမဂုဏ်အာယုံကိုမိပြီးဝန္တာတာရှိတယ်။ကာမဂုဏ်အာယုံကိုအကြောင်းပြုပြီးတော့ဝန္တာတာ။သို့မဟုတ်ဝိပဿနာချင်းစဉ်တရားဓမ္မကိုအာယုံပြုပြီးတော့ဝန္တာတာ။ဒါကဝန်းနေမှုဆိုတာလည်းပဲကာမဂုဏ်အာယုံပြုပြီးတော့ဝန်းနေတာလည်းရှိတယ်။တရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းဝန်းနေတာရှိတယ်ပေါ့။ဟုတ်ပါပါ။အဲဥပိ္ပခာမှာလည်းပဲထို့တူပဲ။အာညာနုပိ္ခဆိုတာ တောင်ကုတ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့မတိကျိုးကျုံဖြစ်ပြီးတော့မဝေခွဲနိုင်တဲ့မတိကျိုးကျုံပြုတ်ပြီးတော့ဒီမတိလို့လက်တွေရှိတဲ့အနေအထားမျိုးပေါ့နော်မောဟရဲ့လွမ်းမှုခံရမှုမျိုးဝန္တရာမှန်ဝန္တရာလည်းမဟုတ်ဘူးဝန်နေတာလည်းမဟုတ်ဘူးဒီလိုဖြစ်တဲ့ခံစားမှုမျိုးတခါတရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းပဲဥပ္ပခါဆိုတာဒီလိုရှိတာအဲ့တော့နိခေါဏက78ခုကိုကာမဂုဏ်အမိပြုတ်ပြီးတော့ကာမဂုဏ်နဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့78ခု ਨੇ တခါဝိပဿနာဉာဏ်ကိုဝိပဿနာတရားကိုအာယုံပြုပြီးတော့ဖြစ်တဲ့78ခုလို့ဆိုပြီးတော့78ခုနှစ်နဲ့မြောက်တဲ့အခါကျတော့36အောင်ဆိုပြီးတော့ဒီလိုဖြစ်လာတာဒါအစိတ်အခြေအနေတွေအားလုံးကိုမြတ်စွာဘုရားဟောတာ